ကိုဘွားကိုဆင်းလာကြည့်လိုက်အော်ငါတေးရအောင်မှာပါလားငါလည်းတပြေးပြေးအိုမင်းလာပြီငါတနေ့ချက်တေးရမှာပါလားလို့စဉ်းစားလိုက်တဲ့အခါမှာကြောက်ရွံ့လာစိတ်ထဲမှာတုန်လှုပ်လာအဲ့ဒီတုန်လှုပ်ကြောက်ရွံ့လာတာကိုတန်ဝေကလို့ခေါ်တယ်အဲ့ဒီတန်ဝေကတိတ်အရေးကြီးတယ်ဟောကိုယ့်ကိုယ်တန်ဝေကဖြစ်သလားမဖြစ်ဘူးလားဆိုတာဆင်ញင်စဉ်းစားကြည့်ဖို့လိုတယ် မဖြစ်သေးရင်တန်ဝေကဖြစ်အောင်ကြိုးစားလောကမှာတန်ဝေကဖြစ်เสียတယ်များစွာတွေ့ရများစွာတွေ့အဲ့ဒီလိုတန်ဝေကဖြစ်เสียတယ်တွေ့ရတဲ့နဲ့တန်ဝေကမဖြစ်ဘူးဆိုရင်အတော်ကိုပါရမီဉာဏ်နဲ့နေသေးတယ်လို့လူပြောမြတ်စွာဘုရားကခေါ်ထားတာရှိတယ်တံဝေဇနိယေတုထာနေတုတံဝေခော မံဝေဇနိယဌာနဆိုတာထိတ်လန့်တုံ့လုံးမှုကိုဖြစ်စေတတ်တဲ့အကြောင်းနဲ့စုံတဲ့အခါမှာတံဝေကဖြစ်ရမယ်။ဘာတွေလဲထိတ်လန့်တုံ့လုံးစရာအကြောင်းတွေဆိုတော့ကိုယ်ကိုပြန်စဉ်းစားကြည့်။မွေးဖွားရတဲ့အခါမွေးဖွားလာရတာဟာကိုယ်ဟာလည်းကူနဲ့မွေးဖွားလာတာမဟုတ်ဘူး။ ိခင်ဝမ်းထဲမှာပြန်စင်းစားလိုက်လို့ရှင်တွေ့တယ်။မိခင်ဝမ်းထဲမှာကိုလလွယ်ဆယ်လာဖွားဆိုတာလို့မိခင်ဝမ်းထဲမှာလာချီပြီးတော့နေခဲ့ရတယ်။အဲ့ဒီလာချီနေပြီးတော့မွေးတဲ့အခါမှာလည်းပဲခဲခဲခဲရင်ရင်ပင်ပင်ပန်းပန်းနဲ့မိခင်ကမွေးဖွားပေးကြတယ်။တော့ဝေးဖွာခြင်းကြောင့်ဖြစ်ပေါ်လာတဲ့ဆင်းရဲဒုက္ခတွေများစွာရှိတယ်။အဲတချို့ကတော့ အဲ့ဒီလိုဒုက္ခမျိုးကိုသိတာမဟုတ်သေးတဲ့အတွက်ကြောင့်ဒုက္ခလို့မထင်ကြဘူးတကယ်ကတော့ကိုသိသည်ဖြစ်စေမသိသည်ဖြစ်စေဒုက္ခဆိုတာဒုက္ခပဲလေဒုက္ခဆိုတာကိုမြင်တတ်ဖို့လိုတယ်ပေါ့မိခင်ဝမ်းထဲမှာနေရတဲ့အချိန်လေးစဉ်းစားကြည့်နော်မိခင်ဝမ်းထဲမှာနေနေရတဲ့အချိန်လေးကဘယ်လောက်ဒုက္ခရောက်တယ်ဆိုတာစဉ်းစားကြည့်အဲ့ဒီလိုဒါဇာတိနဲ့ပတ်သက်တဲ့ဒုက္ခ စာပေကျမ်းကမှာတော့ဘလောက်ထီအောင်ဆိုထားတယ်ဆိုရင်ဝိတရောဆရာတော်ကြီးရေးထားတဲ့ကြပြားထဲမှာဟောစာတိစာချက်အောက်ထက်ဝန်းရင်ပုံနံညီလောင်းချင်းမြောင်းမဲမိုက်မိဝန်းတိုက်ဝဲပြီးခင်စားထားတဲ့အစာတိအစာဟောင်းအစာတိအစာဟောင်းနှစ်ခုရဲ့ကြားမှာနော်တတိတီးခဲ့ရတယ် တရေတောင်းငယ်ဆိုတာမိခင်စားလိုက်တဲ့အစာသစ်တွေခေါင်းပေါ်ရွက်ထားပြီးအစာဟောင်းတွေခုပြီးထိုင်ထားတဲ့သဘောဖိုက်ချဲမှာစာသစ်စာဟောင်းစာဟောင်းစာသစ်အောက်ထစ်ဘိုးရံပုံနံကြီးလောင်းချင်းမြောင်းမဲပိုက်ဆိုအထဲထဲမှာဘသူကမေးထုံးပေးမယ်ပေါ့ပိုက်နေမှာပေါ့ချင်းတာလဲအမှန်တမ်းချင်းနေမိဝမ်းတိုက်ဝဲ ြောကိုဝမ်းပြုဆိုတာကြောက်ကုန်းဘက်ကိုမျက်နှာမူးပြီးတော့ဒီလက်တီလေးဆုပ်ထားပြီးတော့ဘာနဲ့တူတော့ဆိုရင်တစ်ခွတုံမှာမြောက်ဩကုတ်ငုတ်တိနဲ့မြောက်ဩကုတ်တိနဲ့တပင်ကွာကြလေးမှာမြောက်ကလေးကုတ်ပြီးတော့ထိုင်းနေတယ်လို့ပဲမိခင်ရဲ့ဝမ်းထဲမှာချင်းကြက်ကြက်ကြီးအဲ့လိုနေရတယ် မွေးဖွားလာတဲ့အခါမှာလည်းပဲတော့တန်ကောက်ပေါက်မှဆွဲပြောက်ဆင်းပြောင်းဆိုတာအေးတန်ကောက်ပေါက်ဆိုတာတော့ပေါက်တော့ပေါက်လို့ချင်းချင်းလေးရနေပြီးတော့ဆင်ကြီးတကောင်ကိုဆွဲထုတ်လိုက်ရင်အဲ့ဒီဆင်ကြီးရဲ့ဒုက္ခကိုစဉ်းစားကြည့်ပေါ့သာသမီမိဘမွေးဖွားလာခဲ့ရတယ်ဆိုတာချမ်းချမ်းသာသာချောင်းချောင်းချီချီနဲ့မွေးလာတာမဟုတ်ဘူး အင်မတန်မှချင်းမြောင်းတဲ့ထဲကနေဆွဲထုတ်ပြီးတော့အပြင်ရောက်လာခဲ့ရတာဆိုတဲ့ဇာတိဒုက္ခမတန်မှကြီးတယ်လို့အဲဒီလိုဇာတိဒုက္ခအကြောင်းကိုကြည့်ပြီးတော့အော်ဒါမျိုးနောက်ထပ်မဖြစ်ချင်တော့ဘူးဖြစ်ရမှာကြောက်တယ်ဆိုတဲ့စိတ်ပေါ်လာတော့တန်ဝေကလို့စဉ်းစားကြည့်လိုက်လို့နောက်ဒါမျိုးဖြစ်မှာကြောက်တယ်ဇာတိဒုက္ခကြည့်ပြီးတော့ အဲ့ဒါကိုတံဝေဇနိယဌာနလို့ခေါ်တယ်။တံဝေဇနိယေတုဌာနေတုထိတ်လန့်တုံလို့ပွဲအကြောင်းနဲ့ဆုံတဲ့အခါမှာတံဝေဘောထိတ်လန့်မှုရှိရ။အဲ့ဒါလို့တွေးပြီးတော့စိတ်ထဲမှာမလန့်နေဘူးဆိုရင်တရားနဲ့ဝေးနေသေးတယ်။နောက်တစ်ခါအိုမင်းနဲ့ဇရာအိုမင်းနဲ့ဇရာသူများအိုရာကိုတွေ့တဲ့အခါမှာလည်းပဲနော်။အော်ငါလည်းပဲ ။အိုချင်းသဘောရှိတယ်။အိုချင်းတရားကိုမလုံမြောက်နိုင်ဘူး။ငါစိတ်ထဲမှာအိုရမှာကိုတွေးပြီးတော့ကြောက်တယ်။တန်ဝေကတခါသူများတေသွားတယ်။တေတဲ့လူကိုကြည့်ပြီးတော့ငါလည်းပဲတေချင်းသဘောရှိတယ်။ငါလည်းပဲတေချင်းသဘောကိုမလုံနိုင်သေးဘူးဆိုတဲ့သူများတေဆုံးသွားတာကိုကိုပဝန်းကျင်ကတေဆုံးသွားတာတွေကိုကြည့်ပြီးတော့လည်းပဲတာဝေကထိုင်လက်တော်လုံးဆိုဖြစ်ရတယ် လို့ဆိုအဲ့ဒီလိုမဖြစ်သေးဘူးဆိုလို့ရှိရင်ကိုဟာအတော်ကိုတရားရဖို့နဲ့ဝေးခွာနေသေးတယ်မဖြစ်သေးရင်ဖြစ်အောင်လုပ်ဖို့လိုတယ်လို့ဒီလိုဆိုတာပေါ့တောင်ဝေဇနိယတုဌာနေသူထိတ်လန့်တုံလုံးွယ်အကြောင်းနေနဲ့ဆုံစည်းတဲ့အခါမှာတောင်ဝေကိုထိတ်လန့်တုံလုံးမှုဖြစ်ရမယ်တဲ့အဲ့ဒီလိုဖြစ်လာပြီးလို့ရှိရင်ဘာလို့อ่ะ တံဝိခတ္တသယောနိတောပဋ္ဌာနာထိတ်လန့်တုံလို့လာလို့ရှိရင်ကိုထိတ်လန့်တုံလို့တဲ့အတိုင်းမှန်ကန်တဲ့ဤလန့်နဲ့တရားတော်ကိုကျင့်ကြံကြွယ်ကိုအထောက်လို့ဇာတိကလွတ်ဖို့စရာကလွတ်ဖို့ဖြာတိကလွတ်ဖို့မရဏကလွတ်ဖို့ဆိုတဲ့လို့ရလွတ်ချောင်းတရားကောင်းကိုကျင့်ကြံကြွယ်ကိုအထောက်စိတ်သက်တည်ထက်တန်ပြင်းပြရှိရမယ်ဒီလိုဆိုတာเนาะ